မင်္ဂလာပါရှင်ဒီကနေ့ရနောက်ဆုံးရထိတ်တန့်သတင်းလေးကိုတင်ဆက်ပေးပါရမယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ကြောက်ဖြူစစ်မြေပြင်ကိုအမေရိကန်တပ်ဖွဲ့ဝင်တွေရောက်နေတယ်လို့နေပြည်တော်စစ်ဘုတ်ချုပ်တွေပြောတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ် ကြောက်ဖြူစစ်မြေပြင်ကိုအမေရိကန်တပ်ဖွဲ့ဝင်တွေရောက်နေတဲ့ဆိုတဲ့သတင်းဟာနေပြည်တော်ရှိစစ်ဗိုလ်ချုပ်အစ်စ်မြေအရာရှိတွေကိုပြင်းပြင်းထန်ထန်တုံ့လောက်သွားစေခဲ့ပါတယ်။တချို့သတင်းရင်းမြစ်တွေများအရအမေရိကန်ဘက်ကနေနမိတ်အနီကနေရာများမှာစီးရီးလက်ကျင့်ကန်အနေနဲ့စစ်ဆေးမှုများပြုလုပ်နေတယ်ဆိုပေမဲ့မြန်မာစစ်တပ်ဘက်ကတော့အမေရိကန်တပ်ဖွဲ့တွေတိုက်ခိုက်မှုအတွက်အသင့်ဖြစ်နေတယ်ဆိုတဲ့ခန့်စားချက်နဲ့ကြီးမားတဲ့စိုးရိမ်မှုရှိလာနေပြီဖြစ်ပါတယ်။စစ်တပ်အတွင်းမှအကြောင်းညာတည်သူတအုပ်ကကြောက်ဖြူအနီးမှာ တောင်တန်းနဲ့နမိတ်တက်လျှောက်လေရင်သုံးစစ်စီရေးတွေလေးလာရေးဖွဲ့တွေကိုတွေ့မြင်ရတယ်။တချို့နေရာတွေမှာတော့အမေရိကန်တပ်ဖွဲ့တွေအနေနဲ့သဲယူပစ္စည်းတွေချထားတယ်လို့မျိုးပြန့်နှံ့နေတယ်လို့ပြောကြားခဲ့တာဟာနေပြည်တော်အထက်သတင်းကပြန်သွားခဲ့တယ်။အခြားသတင်းရင်းမြစ်အချို့ကတော့အမေရိကန်တပ်ဘက်ကတိုက်ခိုက်ဖို့မလုပ်ဘဲအေအေတပ်ဖွဲ့နဲ့ပူးပေါင်းပြီးစစ်ရေးအထောက်ပံ့ပေးနေတာဖြစ်နိုင်တယ်လို့ဆိုကြတော့လဲ။ စစ်ကောင်စီဘက်ကတော့အဲ့ဒီအကြောင်းအရာကိုနိုင်ငံတကာအဖွဲ့အစည်းတွေကနိုင်ငံတွင်းသို့ဝင်လာတဲ့လက်နက်အကူအညီလိုတုံ့တက်နေတာဖြစ်တယ်။နောက်ဆုံးတချို့အရာတွေကနေပြည်တော်ထဲမှာတင်ပြနေကြတာကတော့ကြောက်ဖြူကအမေရိကန်တပ်နဲ့အေအေတပ်တွေပူးပေါင်းဆစ်ဆင်နေတယ်။ဒါကတကယ်ဖြစ်လာမယ်ဆိုရင်မြမသမိုင်းအတွက်အကြီးဆုံးပြောင်းလဲမှုတစ်ခုဖြစ်မယ်လို့ဆိုကြတာဖြစ်တယ်။အဲ့ဒီပြောဆိုချက်တွေကြောင့်ပဲနေပြည်တော်မှာလုံခြုံရေးအဆင့်မြင့်တင်မှုလေယာဉ်များပြန့်တန်းမှုနေနမိတ်စစ်အဖွဲ့အစည်းများပြည်လဲကောင်းဆောင်ခြင်း စသဖြင့်စီးရဲအဆင့်တက်တက်မတက်တက်လှုံ့ရှားမှုတွေစတင်လာပြီးဖြစ်တယ်။ထို့ပြင်တရေအရာအမေရိကန်အနေနဲ့လေးလာရေးအဖွဲ့တစ်ဖွဲ့ကိုအင်ဒိုနီးရှားနဲ့ဘင်္ဂလားဒေ့ရှ်နယ်နိမိတ်ညမှတက်စေစီးရဲသဘောတရားနှင့်အခြေခံအချက်လက်များလေ့လာဖို့ဖေးဖို့ထားတယ်လို့သိရပြီးထို့ဖွဲ့ဟာမြန်မာနယ်နိမိတ်အနီးသို့သွားရောက်ကြည့်ရှုမှုတွေလှုံ့ဆော်နေတယ်လို့သတင်းထွက်နေပါတယ်။နေပြည်တော်ရှိစစ်ဘုတ်ချုပ်များအနေနဲ့တော့အမေရိကန်တက်ဝင်လာတာအပြင်းအစင်တစ်ခုတည်းမဟုတ်။နောက်ကွယ်ကနိုင်ငံရေးဖိအားနဲ့ပတ်သက်တယ်လို့ပြောကြားနေကြပြီးတချို့ကတော့တကယ်ပဲအမေရိကန်တက်ဖွဲ့ဝင်တွေ မြန်မာပြည်နယ်နိမိတ်အတွင်ထောက်ခံရေးနဲ့စစ်စစ်ရေးအကူအညီပေးနေတာဖြစ်လာမယ်ဆိုရင်နိုင်ငံတကာအဖြစ်အပျက်အသစ်တစ်ခုဖြစ်လာနိုင်မယ်လို့သုံးသပ်နေကြပါတယ်။အခုလိုသတင်းတွေကြောင့်နေပြည်တော်ဘက်ကစစ်ရေးအဖွဲ့များသည်လေရင်တပ်ဖွဲ့များကိုတီးတက်သတိပေးထားပြီးကြောက်ဖြူပေါက်တော့အရက်ဘတ်တလျှောက်တွင်စစ်အထောက်ပံ့ရေးလေးလာမှုများပြုလုပ်နေတာသိရပါတယ်။သတင်းစကားနဲ့မေးမြန်းခြင်းအဖြစ်အမေရိကန်တပ်မတ်ရုံးကိုမေးမြန်းရန်အမေရိကန်တပ်ဖွဲ့များသည်မြန်မာနိုင်ငံအတွင်ပြည်သည့်စစ်ရေးလှုပ်ရှားမှုမှမပါဝင်ပါဟုထုတ်ပြန်ခဲ့တော်လဲနေပြည်တော်ဘက်ကစစ်ဗိုလ်ချုပ်များအတွက်တော့ အဲ့ဒီစကားဝိုင်းဟာလုံးဝအပြောဆိုထက်အကောင့်ထဲပုံမှုကပိုဆိုးရွယ်ပွဲဖြစ်လာနေပါပြီ။မြမချီနေဟာအခုချိန်မှာထိုင်းနဲ့နမိတ်နဲ့ရခိုင်တောင်ပိုင်းတလျှောက်စစ်ရေးသွေးထွက်သွေးဆိုးနေတာကြောင့်နိုင်ငံတကာအဖွဲ့အစည်းများကလည်းစစ်ကောင်စီအပေါ်အပြင်းထန်ဖိအားပေးနေကြပြီ။အဲ့ဒီနောက်ခံကြီးနေတဲ့မှာအမေရိကန်တပ်ဝင်လာတဲ့ဆိုတဲ့တဲ့ဟာနေပြီးတော့အတွက်မျှော်လင့်ချက်တစ်ခုလည်းဖြစ်နိုင်ပြီးစိုးရိမ်မှုအကြီးဆုံးတစ်ခုလည်းဖြစ်နေပြီဖြစ်ပါတယ်။ နေပြည်တော်မှာတော့နိုင်ငံရေးပုဂ္ဂိုလ်တအူးကအမေရိကန်တပ်ဖွဲ့တွေလာဖို့မဖြစ်နိုင်ပါဘူး။ဒါပေမဲ့နေပြည်တော်ဘက်ကကြောက်နေတဲ့အကြောင်းကစစ်အာဏာရှင်တဆုအနေနဲ့ဖြီသူအကြာစစ်ရေးအထောက်အကူနဲ့ပဲနိုင်ငံတကာအကူအညီကိုမြင်နေတဲ့စိတ်ဝင်စားမှုကြောင့်ဖြစ်တယ်လို့သုံးသပ်ခဲ့ပါတယ်။ဒါပေမဲ့စစ်မြေပြင်ကြောက်ဖြူမှာဖြစ်နေတဲ့နှုတ်ရှားမှုများကတော့နေပြည်တော်အတွက်မသက်တောက်မသက်သာဖြစ်နေပြီးတကယ်ပဲအမေရိကန်တပ်ဖွဲ့များကခြောက်ခတ်မှုတစ်စိတ်တစ်ပိုင်းပေးနေတယ်ဆိုရင် မြန်မာစီးရီးအခင်းချင်းဟာပြေဝသောအပြောင်းလဲတစ်ခုကိုတက်ရောက်လာနိုင်တယ်ဆိုတာသမိုင်းကပြသနေပါတယ်။ဆက်လက်ပြီး TNL နဲ့အပြည့်ရက်ပြီးနောက် AA ထိန်းချုပ်ဒေသကိုစစ်ကောင်စီလေးကြောင့်အရှိန်မြင့်တိုက်ခိုက်စစ်ကောင်စီရပိုတရီပြုတ်ကို AA တရီပြီးနှစ်ရက်အတွင်း AA ထိန်းချုပ်မြို့နယ်6ခုကိုလေးကြောင့်တိုက်လို့အရက်သား12ဦးသေ30ကျော်ဒဏ်ရာရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။ ရှမ်းမြောက်မှာပြည်ရဲ့ဆဲပြီးနောက်စစ်ကောင်စီကအာရကဒေသကိုလေးချောင်းတိုက်ခိုက်မှုအရှိန်မြင့်လို့ဆောင်လာကြောင်းတောင်းတက်မတော် TNL ကိုကန့်တက်မတော် MNDAA တို့ရဲ့မဟာမိတ်ဖြစ်တဲ့အာရကတပ်တော် AA ကဒီကနေ့အောက်တိုဘာ31ရက်မှာထုတ်ပြန်ပါတယ်။စစ်ရေးနိုင်ငံရေးအပါအဝင်အဖက်ဖက်ကရှုံ့နှိမ့်နေတဲ့စစ်ကောင်စီဟာ2025ခုနှစ်အတွင်းရှမ်းမြောက်ဒေသမှာအပြစ်ခတ်ရဲစဲရိတ်ကိုညီနောင်မဟာမိတ်၃ဖွဲ့ထဲမှ၂ဖွဲ့ဖြစ်တဲ့ ကိုကန့်တအောင်အဖွဲစီတို့နဲ့မရှိမနှောင်ပြုတ်လုံနိုင်ခဲ့ပေမယ့်မြန်မာပြည်သူတွေအပေါ်နေစဉ်ကျူးလွန်နေသောစစ်ရဇဝတ်မှုများမှာရောကြသွားခြင်းမရှိပေအရကဒေတာမှသာမကမြန်မာတိုင်းနိုင်ငံလုံးအနှံ့ပြားမှာအပြစ်မဲ့အယက်သားပြည်သူလူထုများအပေါ်စစ်ရဇဝတ်မှုများကိုလည်းရဲဆက်ရဲဆက်လက်ကျူးလွန်နေစေဖြစ်တယ်လို့ဖော်ပြပါတယ်။ရှမ်းမြောက်ဒေတာမှပြုတ်လုံနေတဲ့စစ်ကောင်စီရဲ့ထိုးစစ်ဟာအပြစ်ရဲဆဲမှုပြုတ်လုံပြီးချိန်မှာသူတို့ရဲ့စစ်စစ်ရေးနှိမ်အချို့ကျုံသွားတာကိုအဖွဲကောင်းယူပြီးအရကတက်တော်တက်ဖွဲ့ဝင်များရှိသော နေရာတွေကိုတောင်မကအရကပြည်သူလူထုကိုအ धिक ပြစ်မှတ်ထားတဲ့ဒီကြောင်တိုက်ခိုက်မှုတွေကိုမရိကအောက်တိုဘာ30ရက်ကစအရှိန်မြင့်လောက်ဆောင်လာတာလို့ AA ကထုတ်ပြန်ပါတယ်။စစ်ကောင်စီဟာ TNL ထိန်ချုပ်မြို့ရွာတွေကိုအောက်တိုဘာအတွင်းဒီကြောင်တိုက်ခိုက်မှုစတိုက်ပြုလုပ်ခဲ့ပြီးတရုတ်ကြောင်ဝင်စီစဉ်တဲ့အောက်တိုဘာ26နဲ့28ရက်ဆွေးနွေးပွဲအပြီး TNL နဲ့အပြစ်ရဲ့သဘောတူညီမှုရခဲ့လို့ဒီကြောင်တိုက်ခိုက်မှုတွေရှမ်းမြောက်မှာရှင်းလင်းသွားတာဖြစ်ပါတယ်။ ။စွန်နွေးဘဲမတိုင်ခင်အော်တိုဘာလအတွင်းမှာ TNL နေနေကိုစစ်ကောင်စီကအကြိမ်40လောက်လေးချောင်းကနေပုံချဲခဲ့လို့ပြည်သူ90လောက်သေဆုံးက60ကျော်ဒဏ်ရာရရှိခဲ့ပါတယ်။အဲဒီလိုရှမ်းမြောက်မှာအပြစ်ရပ်ပြီးနောက်အော်တိုဘာ30ရက်ကစပြီးအေအေထိန်ချုံမြို့နယ်တွေကိုလေးချောင်းစစ်စစ်ရေးစက်တိုက်ပြုလုပ်လာလို့နေရက်အတွင်းပြည်သူတွေဆုံးထိခိုက်မှုတွေအများပြားဖြစ်ခဲ့ရပါတယ်။အော်တိုဘာ30ရက်တနေ့တည်းမှာစစ်တွေမျိုးရက်သေးတောင်မျိုးပုံနာချုံမျိုးပောက်တော်မျိုးနဲ့ကြောက်ဖြူမျိုးစင်းချောင်းတိုက်နယ် ကုံကွေရွာကိုစစ်ကောင်စီလေးကြောင့်ရေကြောင်တပ်နဲ့ကြီးဒရုန်းနဲ့တိုက်ခိုက်ခဲ့လို့အရသာပြည်သူလူထုများတဲ့ကသိဆုံးသူ၈ဦးနဲ့ဒဏ်ရာရသူ22ဦးရှိခဲ့ကြောင်းအေအေကအတည်ပြုထားပါတယ်။ဒါပြင်ဒီကနေ့မှလည်းပုံနာကျွန်းမြို့နယ်ဗန်းဒီလာရွာအားလေးကျောင်းကနေဘုံကျက်တိုက်ခိုက်ခဲ့လို့အရက်သားလေးဦးသေဆုံးကဒဏ်ရာရသူတွေက၁၀ဦးဟာပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ထုတ်ပြန်ပါတယ်။ အရကပြည်သူလူထုအပေါ်လေးချောင်းကနေတရေဘောကြောင့်စွာဘုံကျဲတိုက်ခိုက်မှုတွေအပေါ်ပြင်းထန်စွာဆုံချပြီးပြည်သူလူထုအနေနဲ့စစ်ကောင်စီရဲ့လေးချောင်းတိုက်ခိုက်မှုတွေကိုအထူးသတိထားကြဖို့အေအေကခြေလောင်းအသိပေးထားပါတယ်။မြန်မာတနိုင်ငံလုံးအနေအပြားကစစ်ရေးနဲ့လုံးဝမသက်ဆိုင်တဲ့အယက်သားပြည်သူနေထိုင်ရာမြို့ရွာစတဲ့ကြောင်းစေယုံလူနေထူတတ်သောရက်ကွမ်းဘာသာရေးလူမှုရေးပွဲတွေကြောင့်ဖြစ်ပေါ်လာတဲ့လူစုလူဝေးတွေရှိရာနေရာတွေကို လူမဆန်စွာတရေပေါ်ကြောက်စွာနဲ့လေကြောင်းကနေဘုံကျဲတိုက်ခိုက်တောင်းလက်နက်ကြီးဒရုန်းများနဲ့ရည်ရွယ်ချက်ရှိရှိပစ်ခတ်တိုက်ခိုက်တာဟာစစ်ရဆွေးမှုကိုပြောင်ကြားကြကျူးလွန်နေပြီးလူသားမျိုးနွယ်အပေါ်လက်နက်အားကိုနဲ့ပြစ်မှုကျူးလွန်နေတာဖြစ်တယ်လို့အေအေကထုတ်ပြန်ပါတယ်။စစ်ကောင်စီဟာစစ်ရှုံးနေမှုတွေကိုဖုံးကွယ်ဖို့စ조사အားထုတ်တဲ့အနေနဲ့အပြစ်မဲ့ပြည်သူလူထုတွေအပေါ်အကြမ်းဖက်တပ်ဖြတ်နေတာကန်းကုတ်အောင်ရက်ဆက်ရုံးလာနေတာလည်းဖြစ်တယ်လို့ဆိုပါတယ်။ဒါကြောင့်ပြည်သူတွေအနေနဲ့စစ်ကောင်စီရဲ့လေကြောင်း၊ရေကြောင်းလက်နက်ကြီး၊ရုံးများတိုက်ခိုက်မှုရကိုအရင်ထက်ပိုသတိထားဖို့စစ်ရေးအသည့်အပြည့်အဝနဲ့ မိညာအချိန်မရွေးရှိကြဖို့တိုက်တွန်းထားပါတယ်။ AA နဲ့စစ်ကောင်စီကြားစီရေးအခြေအနေတွေကိုလည်းထုတ်ပြန်ကြမှာတတိပေးထားပါတယ်။လက်ရှိအခြေဟာစစ်ကောင်စီတပ်ဟာအရကတတိလုံးနီးပါအောင်လက်လွတ်ဆုံးရှုံးဖို့လက်တကန်းအလိုရောက်နေတယ်လို့ဒပြိုင်ထဲမှာရခိုင်ယူမနဲ့နေပြည်တော်ထိဆက်လျက်ရှိသောဘကိုးတိုင်းမကွေးတိုင်းနဲ့အေယော်ဒီတိုင်းအစရှိသောနေရာတွေအပြင် AA စီရေးလှုပ်ရှားနေတဲ့နေရာအချို့မှာတိုက်ပွဲတွေပြင်းထန်စွာဖြစ်ပွားနေကြောင်း AA ကထုတ်ပြန်ပါတယ်။ ဆက်လက်ပြီးမြောက်ဒီမျိုးတောင်ပတ်မှာစစ်ကြောင်းထုတ်ဖို့ကြိုးစားနေတဲ့စစ်တပ်လမ်းကျတွေဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။စစ်တပ်ပြစ်ခတ်မှုကြောင့်ဖလူရွာကတရုတ်လုပ်ငန်းဆိုင်မီးပန်းကိုတောင်၁20မမလက်နက်ကြီးကြီးထိမှန်ပြီးမီးလောင်ပောက်ကွဲတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ကရင်ပြည်နယ်မြောက်ဒီမျိုးတောင်ပတ်မှာတိုက်ပွဲပြင်းထန်နေပြီးနေစဉ်စစ်ကြောင်းထုတ်ဖို့ကြိုးပမ်းနေတဲ့စစ်ကောင်စီတပ်ရှေ့မတိုးနိုင်ပဲလမ်းကျနေတယ်လို့တမဟာချောက်နေမီကစစ်ရေးသတင်းရင်းမြစ်ကပြောပါတယ်။တိုးတာကနေတိုင်းပင် နေတိုင်းလမ်းကျတဲ့ ။ညခနဲ့ဒီနေ့တော့စကားစတော်တော်ထိနာလို့တမဟာချောင်းနေမြေကစီရေးတရင်ရေးမြေကပြောပါရယ်။တမ22လောက်ခန့်တရင်တွေကနေစဉ်စစ်ကြောင်းထုတ်ဖို့ကြိုးပမ်းနေတာလို့ဆိုပါရယ်။ဒီကနေ့အောက်တိုဘာ31ရက်မှလည်းစစ်ကောင်စီတပ်ဖြစ်ခတ်မှုကြောင့်ဒီမိုကရက်တစ်ကရင်အကြိုပြုတက်မတော် DKPA ထိန်းချုပ်ဒေသဖလူရွာကတရုတ်နိုင်ငံသားရဲ့လုပ်ငန်းဆိုင်ဖြစ်တဲ့မိဘန်းကိုတောင်120မမလက်နက်ကြီးကြီးထိမှန်ပြီးဘီလောင်ပောက်ကွဲမှုဖြစ်ခဲ့တယ်လို့လည်းတရင်ချင်းမြစ်က ပြောပါရယ်။ စစ်တပ်က၄ကီကော်ဒေတာကိုစက်တင်ဘာ23ရက်ကစပြီးဓမ္မ22လောက်ခန့်တရင်တွေကိုတုံရင်ဝူဟာဖွဲ့ပြီးဝူဟာ3ခုနဲ့ဖွဲ့ပြီးစစ်ကြောင်းထိုးတိုက်ခိုက်နေတာပါဝူဟာ221ဝူဟာ222ဝူဟာ223ဆိုတဲ့သုံးဝူဟာနဲ့ဝူဟာအင်အား400ကျော်နဲ့စုစုပေါင်းအင်အား1200နဲ့စစ်ကြောင်းထိုးလာတာလို့ ်ဦးပေါင်းစစ်စင်ရေးမှူးဘုံမူသူရာစောတာဘော်ကအောက်တိုဘာ23ရက်မှာသတင်းဌာနကိုပြောထားပါတယ်။ကင်ဘီနယ်လေကိတ်ကော်ဒေတာကိုတမ22လအောက်ခံဖြူဟာ3ဖြူဟာနဲ့စစ်သားအင်အား1200ကျော်သုံးစစ်ကြောင်းထိုးနေတဲ့စစ်တပ်ဟာတိုက်ပွဲကာလတစ်လအတွင်းမှာထူးထပ်ရင်မှုတအုပ်အပါအဝင်150ခန့်တည်ဆုံးပြီး20ခန့်တရားရရှိကအထည်နာနေတယ်လို့ဦးပေါင်းစစ်စင်ရေးမှူးဘုံမူသူရာစောတာဘော်ကပြောပါတယ်။လေကိတ်ကော်ဒေတာတိုက်ပွဲတစ်လအတွင်းမှာစစ်ကောင်စီတပ်ကလက်နက်နဲ့၄ဦးအလင်းဝင်လာပြီး မြေပြင်မှာတင်စီရမိတာကလက်နက်၅လက်နဲ့စစ်သားတအူဖမ်းဆီးရမိတယ်လို့လည်းဆိုပါတယ်။စစ်တပ်ဟာ၄ကီကော်ဒေတာတိုက်ပွဲအတွင်းမှာစစ်မှုတန်းဥပဒေနဲ့ခေါ်ဆောင်လာတဲ့တပ်သားတွေကိုအများဆုံးအသုံးပြုထားတယ်လို့သူကပြောပါတယ်။စမိုင်းတရင်တင်စက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်းချမ်းသာကြပါစေရှင်။